စာပေရှိသူများအားလုံးပဲမင်္ဂလာပါ ယခုနောက်ထပ်ညဝေလိုသောအတွင်များဆိုတဲ့စာအုပ်ထဲမှာအပိုင်းနှစ်အနေနဲ့အခန်း၅ခန်းကိုညဝေပေးပါမယ်အခန်း၆စာရွက်ပေါ်ကအမေစလေးတစ်စက်ဒီနေ့မှာပရိုဖက်ဆာတရားဟာကျောင်းသားတွေကို စာမေးပွဲစစ်ပါတယ်ကျောင်းသားတွေရဲ့စပွဲခုံတွေမှာ မေကွန်းစာရွက်တရွက်စီကိုပေါက်ထားပါတယ်။ပရိုဖက်ဆာအကြောင်းသားအလုံးစပွဲမှာထိုင်ပြီးကြတာနဲ့မေကွန်းကိုလှန်ကျစ်လို့ရပြီ။အဲ့ဒီမေကွန်းပေါ်မှာမြင်တွေ့တာကိုဘလို့ခံစားရတယ်ဆိုတာကို ရေးပြကြပါလို့ပြောလိုက်ပြီး အချိန်15မိနစ်ပြင်မယ်လို့ပြောလိုက်ပါတယ်။ကျောင်းသားတွေကမေကွန်းကိုလှန်ကျစ်လိုက်ကြတော့စာရွက်အလေကောင်းမှာအမေးစက်လေးတစ်စက်ကိုတွေ့ရပါတယ်။ ဘာသာတစ်လုံးမှမရေးထားပါဘူး။ဒါပေမဲ့ចောင်းသားတွေကအမှတ်မရမှာဆိုလို့調査ပြီးတခုခုရေးလိုက်ကြပါတယ်။အချိန်စစ်သွားတော့ professor သူတို့ဖြေထားတဲ့စာရွက်တွေကိုပြန်သိမ်းပြီးတရွက်ရှင်စစ်ကြည့်လိုက်ပြီးနောက်အဖြေတွေအားလုံးကိုကြည့်ပြီးတာနဲ့သူကចောင်းသားတွေကို အခုလိုပြောလိုက်ပါတယ်။အခုစစ်တာကိုအမှတ်မပေးပါဘူး။စိတ်မပူကြပါနဲ့။ မင်းတို့အားလုံးဟာစာရွက်ပေါ်ကအမဲဆက်လေးအကြောင်းကိုပဲရေးထားကြတယ်။စာရွက်တစ်ရွက်လုံးအပြည့်နီးပါးရှိနေတဲ့အဖြူရောင်အကြောင်းကိုဘသူမှမရေကြဘူးမလား။အမဲဆက်လေးဟာသင်းငယ်လှပေမဲ့အမဲဆက်လေးဟာသင်းငယ်လှပေမဲ့လူစိတ်ကိုလွှမ်းခြုံသွားတတ်ပါလေ။ဒါလိုပဲ ပြဿနာလေးတစ်ခုဒါလိုပဲပြဿနာလေးတစ်ခုဟာလေသင်းငယ်ပေမဲ့တတိမထရင် စိတ်ကိုတစ်ချိန်လုံးလွှမ်းမိုနေမယ်အဲ့ဒါကိုပဲတွေ့ရင်စိတ်ပူပန်နေမယ်ငါဟာကန်ဆိုးတဲ့လူပဲဆိုပြီးညစ်တွားနေကြလေရှိပါတယ်ပြဿနာကိုပဲအာယုံထားနေကြတတ်ပါတယ်ဒီတော့သူဟာမိမိပတ်ဝန်းကျင်မှာရှိနေတဲ့တာယာလှပတဲ့စံရှောင်းလေးမျက်ခင်းစိမ့်စိမ့်လေးတွေနေချေဖြားတဲ့မနက်ခင်းလေးနေဝင်ဆေးစာချိန်လေးတွေ လပ်ပါတဲ့ပန်းပွင့်လေးတွေတန်တာတာတေးတီစော်နေရတဲ့ငှက်ကလေးတွေအပြည့်ကင်းစင်တဲ့ကလေးတွေရဲ့ရေမောတန်တွေအပြုံးလေးတွေလူတွေရဲ့ကျင်နာမုံတွေဖေးမကူညီတာတွေရှစ်ရှင်းမေတ္တာတွေကိုမမြင်တဲ့မခံစားမိပါဘူးအဲ့ဒီလိုမိမိပြဿနာကိုပဲအရှင်ပြည့်အာယုံထားစိတ်ညစ်နေမယ်ဒုက္ခရောက်နေမယ်ပဝန်းကျင်ရဲ့မမြင်တဲ့မခံစားတတ်ဘူးဆိုရင် အဲ့ဒီလူရဲ့ဘဝမှာဘယ်တော့မှစိတ်ရှမ်းသာမွန်ကိုရမှာမဟုတ်ပါဘူးအမြဲတမ်းစိတ်ဆင်းရဲနေမှာပဲတဲ့အခန်းနံပါတ်9သူများပြောတိုင်းမယုံပါနဲ့ဘီတာဆီရီဘရီယာကိုကိုအသက်15နှစ်အရွယ်မှာကျောင်းကဆရာမကသူဟာညံထုံထိုင်းလွန်းနေဆိုပြီး သူကိုကြောင်းဆက်မတက်တော့ပဲအတက်မွေးဝမ်းကြောင်းပညာသင်တဲ့တခုတက်ပါလို့ပြောလိုက်ပါတယ်။သူကလည်းဆရာမပြောတဲ့အတိုင်းကြောင်းဆက်မတက်တော့ပဲကြောင်းထွက်လိုက်ပါတယ်။အတက်မွေးဝမ်းကြောင်းမတက်ပဲအလောလောပါတယ်။အတန်းပညာတစ်ပိုင်းတစ်စားနဲ့ဆိုတော့အလောကောင်းကောင်းပဲရပါမလဲ။ဒီတော့ကြုံရကြပန်းအလုပ်တွေကိုပင်ပင်ပန်းပန်းနဲ့အလုပ်ကင်ပြီးဝန်းစားအတွက်ရှာရပါတယ်။သူအသက်32နှစ်ပြည့်တော့ အလုပ်တစ်ခုခေါ်တာတွေးလို့တွားချောက်လိုက်ပါတယ်အဲ့ဒီခေါ်တဲ့ဌာနကသူ့ရဲ့ညံစွန့်ရဲ့အဆင့်အန်ဂျူကိုစစ်စစ်ကြည့်လိုက်တော့သူ့ရဲ့အန်ဂျူအမတ်က160တမတ်ဖြစ်နေတာတွေ့ရပါတယ်တမန်လူအတော်များများရဲ့အန်ဂျူဟာရှားရှားပါးပါးညံရဲထုရှင်သူဖြစ်ကြပါတယ်ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးတွေဖြစ်ကြတဲ့အိုင်းစတိုင်းစတီဗင်ဟော့ကင်းတို့ရဲ့အန်ဂျူဟာ160အထက်မှာရှိကြပါတယ် ဒီတော့ဗေတာဘာဖြစ်သွားတယ်လဲသူ့ရဲ့ညံစွန့်ရဲ့အဆင့်ကိုတီးသွားတဲ့နေ့ကစပြီးစာအုပ်တွေရေးပါတယ်သူ့ရဲ့စာအုပ်တွေဟာ အရန်ရောင်းကောင်းပြီးတဖြည်းဖြည်းနဲ့အနာမည်ကျော်ကြားလာပါတယ်စာအုပ်ရေးခါတွင်နဲ့အတော်ရှမ်းသာလာပါတယ်မကြခင်မှာလုပ်ငန်းရှင်ကြီးတယောက်ဖြစ်လာပြီးအရန်ကြီးပွားရှမ်းသာသွားပါတယ်နောက်ပိုင်းမှာသူဟာ International Mansa Society အဖွဲ့ကြီးရဲ့ ဩဂထတရားဖြစ်လာခဲ့ပါတယ်။အဲ့ဒီအဖွဲ့ကြီးရဲ့အဖွဲ့ဝင်ရဲ့အန်ကျူအဆင့်ဟာ အနည်းဆုံးအမှတ်140ရှိရပါတယ်။ဒါကဘာကိုပြောချင်သလဲဆိုတော့တင့်ဆွေမျိုးအပေါင်းတင်ပန်ဝင်းကျင်ကတင့်မှာအုံနောက်ညံနေတယ်အရေးရှင်းမရှိဘူးလို့ပြောရင်လွယ်လွယ်မယုံလိုက်ပါနဲ့။လွယ်လွယ်လက်မခံလိုက်ပါနဲ့။တင့်အကြောင်းကိုတင့်ကိုယ်တိုင်ထက်ဘသူကမှပုံမသိနိုင်ပါဘူး။ ကြောင့်သူများပြောတိုင်းမယုံပါနဲ့အခန်းနံပါတ်9တင့်စိတ်ထဲမှာအမိတ်လာသွန်ခြင်းဒီနေ့မှာလူတရားဟာအထုံးကြီးတစ်ခုကို ပခုံးမှထမ်းပြီးအိမ်ထဲဝင်လာပါတယ်ပြီးတော့ဘာမှပြောညာမပြောနဲ့အထုံးကြီးတွေကပစ္စည်းတွေကိုဧကန်းကကြံ့ပြင်ဖို့ကိုတွန်းချလိုက်ပါတယ်ထွက်ကြလာတာတွေကဘာတွေလဲဆိုတော့အမိတ်တရိပ်တွေဖြစ်ပါတယ် ဒီတော့သင်ဘာလုပ်မလဲဟဲ့လူဒါဘာလုပ်တာလဲအဲ့ဒီအမိတ်တွေကိုချက်ချင်းပြန်ကောက်လိုက်မကောက်ဘူးဆိုရင်တော့မင်းကငါတက်ပြစ်မယ်ဆိုပြီးဓာဖြစ်ဖြစ်တနက်ဖြစ်ဖြစ်တွားอยู่ပါလိမ့်မယ်အဲ့ဒီလူကလည်းချက်ချင်းပဲအမိတ်တွေကိုအိတ်ထဲပြန်ထည့်ပါတယ်အမိတ်တစားမကြံအောင်တေရှာကောက်ပြီးထည့်ပါတယ်ဒါဒီမှာကတည်းပဲသူ့ပေါင်းပြီးအိတ်ထဲကအဝတ်စားတစ်ခုကိုဆွဲထုတ်ပြီးကျမ်းပြင်ကိုတေရှာပြောင်းအောင်ပြန်တော့ပေးလိုက်ပါတယ် ပြီးတော့ဘာစကားမှမပြောဘဲအိမ်အပြင်ကို သူ့အမိတ်ထုတ်ကြီးထမ်းပြီးပြန်ထွက်သွားပါတယ်။ကျမ်းပေါ်မှာမိသေးရဲ့အစာအနာလေးတစ်စက်တောင်မကြံခဲ့ပါဘူး။ကျမ်းပြန်ဟာအရင်အတိုင်းပြန်ဖြစ်သွားပေမဲ့သင်ရဲ့စိတ်အခြေအနေကတော့အရင်လိုမဟုတ်တော့ပါဘူး။ဒီအကြောင်းကိုတနုံနုံနဲ့ပြန်စဉ်းစားပြီးဒေါသထွက်နေပါလိမ့်မယ်။နောက်တနေ့မှသင်ရဲ့ငွေချင်းတွေကို အယူတရားဟာ တင်းအိမ်တွေဝင်လာပြီးအမိတ်တွေတွန်ချသွားတယ်ဆိုတာပြောပြပါလိမ့်မယ်။အဲ့ဒီအကြောင်းကိုရက်အတန်ကြာအောင်ပြောပြနေပါလိမ့်မယ်။ဒီအဖြစ်မျိုးကြုံဘူးသလားလို့မေးရင်အလုံးကမကြုံဘူးပါဘူးလို့ဖြေကြပါလိမ့်မယ်။မှန်ပါတယ်။တင်းအိမ်တွေအမိတ်လာပုံသွားတာမကြုံဘူးကြပါမယ်။တင်းစိတ်တွေကိုနေ့စဉ်အမိတ်လာသွန်နေတာတွေကိုတော့တင်းတတိထမိမှာမဟုတ်ပါဘူး။ဘလို့အမိတ်မျိုးတွေလဲဆိုရင် တင့်ကိုသူများအကြောင်းအတင်းအဖြစ်တွေအရေးမရအဖတ်မရအကျိုးမေးတဲ့စကားတွေလာပြောကြပါလိမ့်မယ်။သင်လေအကျိုးမေးတဲ့စာတွေဖတ်မယ်။ညဉ့်ညမ်းမိမကြစ်တဲ့မကြစ်အပ်တာတွေကိုကြစ်မယ်။ဒါတွေဟာတင့်စိတ်ထဲမှာနေ့စဉ်လာပုံနေတဲ့အမိတ်တွေပါပဲ။ဒါပေမဲ့စိတ်ထဲမှာ အမိတ်လာသွန်တာဟာအိမ်ထဲမှာအမိတ်လာသွန်တာနဲ့မတူပါဘူး။ပိုဆိုးပါတယ်။ အိမ်ထဲလာသွန်လိုက်တဲ့အမိတ်ကိုသေချာပြန်ကောက်ထေးပြီးတန်ရှင်းရဲ့လုပ်ပေးလိုက်ရင်ကျန်းဟာပြောင်းသွားပေမဲ့တင့်စိတ်တဲကအမိတ်ကတော့ပြန်ရှင်းဖို့မလွယ်တော့ပါဘူး။ဘာကြောင့်လဲဆိုရင်တင့်ကိုလူတရားကတခြားလူတရားရဲ့မကောင်းကြောင်းတွေလာပြောတယ်။တင်လဲနားထောင်လိုက်တယ်။အဲ့ဒီလိုလဲပြောပြီးပြန်သွားတယ်။ဒါပေမဲ့သူထားခဲ့တဲ့အမိတ်ဟာအတင့်ကောင်းထဲမှာကြံခဲ့ပြီဖြစ်ပါတယ်။ဘလို့ကြံခဲ့တယ်လဲ။ ဲ့ဒီလိုပြင်သွားပေမဲ့သင်စိတ်ထဲမှာဆက်တွဲနေပါလိမ့်မယ်။ तू ပြောတာဟုတ်မှာပဲ။ तू ပြောလေပြောเสียရပဲ။အဲ့ဒီလူကတိတ်မိတ်တာကို तू မိမနဲ့ကလေးတွေကတော့ဒုက္ခရောက်တော့မှာပဲစသဖြင့်သင်စိတ်က single single ဆက်တွဲနေပါတော့မယ်။ဒါကတကြိမ်ပဲရှိပါသေးတယ်။နေ့စဉ်ဒီလိုသာကျွန်နေရင်သင်ရဲ့စိတ်ထဲမှာအမိတ်တွေတောင်းလို့ပုံနေမှာပါ။ ဒီတော့စိတ်ထဲမှာအမိတ်ပုံကြီးပြင်နေတဲ့လူတယောက်ရဲ့စိတ်ဟာ မကြည်လင်နိုင်ပါဘူးအကြံသစ်အညာသစ်တွေမထွက်နိုင်ပါဘူးအလုပ်ထဲမှာရောစိတ်ကြည်ကြည်လင်လင်နဲ့အလုပ်လုပ်လို့မရနိုင်ပါဘူးသင်မင်းသားစုနဲ့ရောပြူပြူရှင်ရှင်နေနိုင်မှာမဟုတ်ပါဘူးကျောင်းကအစာတွေကိုရောအာယုံစူးစိတ်မတင်ယူနိုင်ပါဘူးပေရှားစဉ်းစားကြည့်ပါဒါတွေမဖြစ်ရှင်ဘူးဆိုရင် ပင်စိတ်တွေကိုအမိတ်လာသွန်တာတွေကိုလက်မခံပါနဲ့အမိတ်သွန်မဲ့သူတွေကိုဝဲဝဲကရှောင်ချပါအချိန်ပြည့်ဖိဖို့ကိုပွက်ပြီးလူတွေစိတ်ကူးပို့သလို ရေးခြင်းရာတွေရေးတာကိုဖတ်နေတာလေမိမိစိတ်တွေကို အမိတ်တွေထင်နေတယ်ဆိုတာကိုလေသဖို့ပေါက်စေရှင်ပါတယ်ဘဟုတုတရအောင်တည်င်းတွေသိအောင် ဖတ်တာကိုတော့မစလိုပါဘူးအစောဆုံးကကွန်မန့်ရေးထားတဲ့ဆေးတဲ့စာတွေကိုဖတ်နေခြင်းပါပဲ အခန်းကိုမတိစိတ်ကို မဟုတ်တာ မခိုင်းမိပါစေနဲ့နောက်တဲ့နေ့မနက်9နာရီခွဲမှာအရေးတကြီးခྱི་သွားစရာရှိလို့နာရီနှိုးဆက်ပစ်ထားပါတယ်9နာရီအတိပေါ်အင်းကမထွက်ခင်နာရီဝက်ကြော်ပြီးပြင်ဆင်စရာလုပ်လို့ရအောင် မအိတ်ခင်ခေါင်းထဲမှာ မနက်ပြန်မနက်9နာရီမှာထပ်ကိုထပ်မှဖြစ်မယ်လို့ဆွေးနေပါတယ်နောက်တဲ့နေ့မနက်အစိုးကြီးနှိုးလာပါတယ်နှိုးဆက်နာရီကိုကြည့်လိုက်တော့ 9နာရီထိုးဖို့9မိနစ်အလိုပါဒီလိုအဖြစ်မျိုးကြုံဘူးကြပါသလားကြုံဘူးရင်ဘာကြောင့်9နာရီမှာထလာတာလဲတင်းရဲ့မတိစိတ်ကြောင့်ပါတင်းမအိတ်ခင်မှာတင်းမတိစိတ်ကိုမနေ့9နာရီမှာနှိုးဖို့ခိုင်းတာလို့ပါမတိစိတ်ဟာတုံးတက်ရင်အဖိုးတန်တယ်လို့တတိမထိုင်းရင်လည်းအန္တရာယ်ရှိပါတယ်ကျွန်တော်အလောက်ကလောက်ဘောကံပဲအမျိုးသမီးနီကိုဟာ ယုံကခွန်းတစ်ပတ်ယူပြီးပါလီကျွန်းမှာအပန်းဖြေသွားလေမလို့စိတ်ကူးထားပါတယ်။သူကခီးမသွားခင်မှာကျွန်တော်ကိုပြောပါတယ်။ပါလီကျွန်းကိုရောက်ရင်ဘာမှမလုပ်ပဲအဲ့ရပေါ်မှာပဲလှည့်နေမိတဲ့။နီကိုဟာပါလီကျွန်းကိုသွားပြီးပြန်ရောက်လာလို့ယုံပြန်တက်ပါတယ်။ကျွန်တော်ကဘလို့လဲပါလီကျွန်းမှာပြိုခဲ့ရလားလို့အမေတော့နီကိုကပါလီကျွန်းရောက်တဲ့နေ့ကစပြီးခေါင်းတွေကိတ်လိုက်တာ။နောက်တော့တုတ်ကွေးအပြားပါဝင်လာပြီး ိုတယ်ကအဲ့ရထဲမှာတပတ်လုံးလင်းနေရပြီးပင်မကောမရောက်ဖြစ်လိုက်ဘူးတဲ့နောက်တနေ့အကြမှာနီကိုဟာပါလီချွန်းကိုထပ်သွားပါတယ်နီကိုပြန်ရောက်လာပြီးတော့အခုလိုပြောပြပါတယ်ဘလို့ဖြစ်တာလဲမသိဘူးဒီတခါလဲအရင်တစ်ခေါက်လိုပဲပါလီချွန်းရောက်ရင်ဘာမှမလုပ်ပဲအဲ့ရထဲမှာပဲလင်းနေမယ်ဆိုပြီးခྱི་မသွားခင်ကလေးကကျမကို ကျမပြောနေပါတယ်ခိုးလေးရောက်ရောဘလို့ဖြစ်မှန်းမသိပါဘူး ဝမ်းလျှော်ပြီးအားကုန်လို့တပတ်လုံးဘင်မမသွားရပဲအဲ့ရတဲ့လင်းနေရပြန်ပါတယ်ဘင်မလည်းမလီဖြစ်ခဲ့ပါဘူးတဲ့နီကိုဟာပါလီကျွန်းကိုစိတ်မကုန်လို့တာဒီယာအကျဉ်ထက်သွားပြန်ပါတယ်ဒီခရီးအတွေ့အကြုံကို ခုလိုပြန်ပြောပြပါတယ်ဒီတစ်ခါတော့ခရီးမသွားခင်တပတ်လုံးကျွမ်းကိုရောက်ရင်ကန်းကျင်မာနေပူစားလုံးမဲကန်းရှည်တလျှောက်ခယူလိုက်ကောင်းမဲရွက်လေစီမဲ ဘာလီကျွမ်းသူလေးတွေကနေတာကိုလက်ကျင့်မယ်။လှုပ်ရှင်တာတွေမျက်စိနဲ့မြင်ပြီးခန်းစားကြည့်တယ်။နောက်ဆုံးတော့ဘာလီကျွမ်းမှာကျမလှုပ်ရှင်တာတွေအလုံးလှုပ်ခဲ့ရလို့အခုတခါဟာအယမ်းပျော်စရာကောင်းတဲ့အပန်းဖြေခရီးလေးဖြစ်ခဲ့ပါတယ်တဲ့။ဒါကြောင့်သင်လဲတတိထားပါ။သင်ရဲ့မသိစိတ်ကို မဟုတ်တာတွေမခိုင်းမိပါစေနဲ့။မသိစိတ်ကသင်ခိုင်းတာတွေကိုတကယ်ဖြစ်အောင်လှုပ်ပင်းပါလိမ့်မယ်။ အခန်း30ဘီဇာဆိုတာဘာလဲဒီနေ့မှာ အသက်20အရွယ်လူငယ်လေးတယောက်ဟာကျွန်တော်ကိုမိကွန်တခုမေးပါတယ်လူငယ်ကဆရာကြီးဘီဇာဆိုတာဘာလဲရှင်းပြပေးပါလားတဲ့ကျွန်တော်က ပြန်ဖြေပါတယ်ဦးကစိတ်ပညာရှင်မဟုတ်လို့မရှင်းပြတတ်ဘူးကွာဒါပေမဲ့မင်းစီကအကုန်ကြီးတခုတောင်းကျင်တယ်လူငယ်က ပြောပါဆရာကျွန်တော်ဘာလုပ်ပေးရမလဲဒီလိုကဥသိမ့်မုံနေတဲ့လူတယောက်ရှိတယ်အဲ့ဒါမင်းတခုခုလုပ်ပေးနိုင်မလားမင်းကိုကုညင်ခအဖြစ်ငွေ9000ပေးပါမယ်လူငယ်ကပြန်ပြောပါတယ်ဥပင်းမဲ့ငွေကအများကြီးပါလားကျွန်တော်ဘာလုပ်ပေးရမှာလဲကျွန်တော်ကပြန်ပြောပါတယ်ဥမုံနေတဲ့လူကိုတတ်ပြဖို့ပါလူငယ်ကပြန်ပြောပါတယ် ကျွန်တော်လူမသက်ဘူးဗျကျွန်တော်ကပြန်ပြောပါတယ်တသိန်းပေးမယ်ကွာလူငယ်ကလည်းထပ်ပြောပါတယ်ကျွန်တော်လူမသက်ဘူးလို့ပြောပြပြီလေကျွန်တော်ကလည်းထပ်ပြောပါတယ်၁၀သိန်းပေးမယ်ကွာလူငယ်ကလည်းပြန်ပြောပါတယ်ဥဘလောက်ပေးပေးကျွန်တော်ဘတော့မှလူမသက်ဘူးဗျဘာကြောင့်မင်းလူမသက်ချင်တာလဲလူငယ်လေးကပြန်ပြောပါတယ်ဘာကြောင့်ဆိုတာတော့ကျွန်တော်မသိပါဘူး သိတာတစ်ခုကတော့ကျွန်တော်ဟာဘရောမှလူတက်မှာမဟုတ်ဘူးဆိုတာပါပဲအေးအဲ့ဒါမင်းစိုးစောကမေးတဲ့ဗီဇဆိုတာပဲကွာလို့ကျွန်တော်ပြန်ပြေလိုက်ပါတယ်အဆုံးထိနားတော်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းသာကြပါစေ